အာဂါဒစကန်မှာ နောက်ဆုံးအချက်ပြတဲ့အာဂါဒရင်မှာမျောနေတဲ့သူရတနာစကန်တစ်ခုကကဘာမြေစီကိုအခုညတောင်းတဲ့အချက်ပြမှုတွေအဆက်မပြတ်အပေါ်လွတ်နေပါတယ်။ဒါပေမဲ့သူတို့ကို လာကယ်တဲ့အခါမှာတော့ထင်သာအထက်အများကြီးပူကြောက်စရာကောင်းတဲ့အမှန်တရားကိုရင်ဆိုင်တွေ့ရှိလိုက်ရပါတယ်။ဇလန်းအစမှာ ages လို့ခေါ်တဲ့အာကာသသူတ္တေတနာစကန်ကြီးတစ်ခုကိုပြပါရတယ်။စကန်ကမြူးရေမိတ်တုံမိတ်တုံဖြစ်နေပြီးနေရာတချို့မှာပျက်စီးနေပါတယ်။ စခန်းထဲမှာအသက်ရှင်ကျန်သူ၄ယောက်တို့ဟာအသက်လွတ်ပြီးပေါင်းအောင်နေရပါတယ်။သူတို့က control room ထဲမှာပိတ်မိနေပြီးအပြင်ဘက်မှာအရာရာတစ်ခုခုကသူတို့ကိုလိုက်လံရှာဖွေနေပါတယ်။အဲ့ဒီအရာကစခန်းရဲ့လေဝင်လေထွက်အနေရွှေ့လျားသွားလာနေပြီးတက်ထုကိုချစ်ဆွဲနေတဲ့အတန်တွေကြက်ဆရာကောင်းတဲ့အော်တန်တွေအဆက်မပြတ်ကြားနေရပါတယ်။မတ်ကကဘာမျိုးစီကိုမိုင်းချက်ပြမှုတွေအဆက်မပြတ်ပို့လွှတ်နေပါတယ်။စခန်းကိုဂျိုသားတတော်အမျိုးတစ်မျိုးဝင်ရောက်တိုက်ခိုက်နေတယ်။ ကျွန်တော်တို့လေးယောက်ပဲကျန်တော့တယ်။ဘီရင်မှုတွေတည်ကုန်ပြီ။အခုညီအမြန်ဆုံးလိုအပ်နေပါတယ်လို့တန်တုံတုံနဲ့အော်ပြောနေပါတယ်။သူတို့မှအောက်ဆီဂျင်ကတဖြည်းဖြည်းနည်းလာပြီး control room ရဲ့တကားကိုအပြင်ဘက်ကအရာကအပြင်ဘက်ကအရာကအဆက်မပြတ်ဝင်တိုက်နေပါတယ်။ဘန်းကအလျှက်ဆင် shop ကြအောင်တကားကိုဝါယာကြိုးတွေနဲ့ပြင်ဆင်ထားရပါတယ်။ဒေါက်တာဂိတ်ကဆာရာကိုပြည့်စုပေးနေရတယ်။ဆာရာကအရင်တက်တော်နဲ့ထိတ်တိုက်တွေ့ပြီးလက်မောင်းမှာဒဏ်ရာအကြီးကျယ်ရထားပါတယ်။ဒဏ်ရာက ုံမှန်မဟုတ်ပဲမင်းကြီးကြီးအစင်းတွေထွက်နေပါတယ်ဆာရာကတဖြည်းဖြည်းတက်ရှူကြက်လာပြီးထူးဆန်းတဲ့စကားတွေစတင်ပြောလာပါတယ်သူတို့ငါ့ကိုခေါ်နေပြီငါထွက်သွားလို့မရဘူးလို့တို့တို့ရှိရွံ့နေပါတယ်မတ်ကဘာဖြစ်ဖြစ်ငါတို့ဒီကောင်ကိုချမယ်တယ်စရီလာဖို့နီးနေပြီငါတို့တက်ရှင်ရမယ်ဆိုပြီးကြံတဲ့သူတွေကိုအားပေးပါတယ်အဲ့ဒီချိန်မှာပဲအပြင်ဘက်ကအတန်တွေရုတ်တရက်တိုက်သွားပါတယ် သူတို့တွေထူးဆန်းနေတော့မှာပဲ control room ရဲ့မျက်နှာချက်ပေါ်ကနေဝင်ပေါက်တစ်ခုရဲ့တထုဖုံးက James ဆိုတဲ့အတန်နဲ့အတူတံဖွင့်ခံလိုက်ရပါတယ်။မျက်နှာချက်ပေါ်ကနေအောက်ကိုခုန်ချလာတာဟာကြောက်စရာကောင်းတဲ့ဂျူသားတတော်မှမဟုတ်ပါဘူး။အာကာသဝတ်စုံအုပ်ကြီးနဲ့ကဲဇေးတပ်ဖွဲ့ဝင်တယောက်ဖြစ်နေပါတယ်။ Macdo အားလုံးကြောင်ပြီးဖြစ်နေတော့မှာပဲကဲဇေးသမားကသူ့ရဲ့ကောင်းစုကိုထွက်လိုက်ပါတယ်။သူကရန်ကိုထိတ်လန့်နေကြတဲ့ Macdo ကိုကြည့်ပြီးသူ့ရဲ့ဆက်သွယ်ရေးကိရိယာကိုဖွင့်ပြလိုက်ပါတယ်။တမိုးကျွန်တော်တို့သူတို့ကိုတွေ့ပြီး တို့တို့အကုန်လုံးကူးဆက်ခံထားရတာလေကူးဆက်ခံထားရတယ်အဲ့ဒီအချိန်မှာဇလန်းကချီရှုသူကိုအမှန်တရားကိုပြပါတယ် ages စကန်းဟာလွန်ခဲ့တဲ့6လကလေးကကဘာနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါစကန်းကလေးလာနေတဲ့ဂျိုသားမှုတစ်မျိုးကစကန်းတစ်ခုလုံးကူးဆက်သွားခဲ့ပါတယ် mac doctor gate ran နဲ့ sara တို့အားလုံးသူတို့ဟာလူသားပုံစံပြည့်ရင်းစားပြုနေပါပြီဒါကြောင့် sara ရဲ့ဒဏ်ရာကထူးဆန်းနေတာပါသူတို့ရဲ့အုံနောက်ကိုမှုကထိန်းချုပ်ထားပြီး သူတို့ဟာလူသားတွေလိုပဲသူတို့ကိုသူတို့ထင်နေကြပါတယ်။သူတို့ကြားနေရတဲ့တတဝါရဲ့အတန်တွေတကားကိုဝင်တိုက်နေတဲ့အတန်တွေဟာတကယ်တော့သူတို့ကိုကဲဖို့ကြိုးစားနေတဲ့ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအတန်တွေပါ။သူတို့ကတကားကိုခီဆော်ပြီးဖွင့်ဖို့ကြိုးစားနေတာ၊လေဝင်ပေါက်တွေကနေဝင်ဖို့ကြိုးစားနေတာပါ။ မက်ပိုလိုနေတဲ့မေရီချက်ပြောင်းမှုကအခုညတောင်းနေတာမဟုတ်ပါဘူး။ဒါဟာကုဆတ်ခံထားရတဲ့စခန်းကနေကမာမျိုးကိုကျူးကျော်ဖို့အတွက်ကေဇေးအရင်တွေလာအောင်ဆွဲဆောင်ခုံယူနေတဲ့ထောင်ချောက်တစ်ခုဖြစ်နေပါဗျ။ကေဇေးသမားကအတူတနက်ကိုမက်တိုစီချိန်လိုက်ပြီးနောက်ဆုံးမင်းတို့အားလုံးကွာရတိုင်းလုပ်ရမယ်လို့ဩလိုက်တယ်။မက်ကသူ့ကိုကြည့်ပြီးထူးဆန်းစွာပြောလိုက်တယ်။သူ့နဲ့လုံးတွေကတဖြည်းဖြည်းမင်းနဲ့သွားပါတယ်။ကေဇေးအရင်ရောက်လာပြီလား။ကောင်းတယ်ငါတို့အိမ်ပြန်ဖို့အဆင်သင့်ဖြစ်နေပြီ။ control room ရဲ့ပြင်မတကားကြီးလဲ ြင်ဘက်ကနေပွင့်သွားပြီးကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအများကြီးဝင်လာတဲ့အညာမှာဒေါက်တာဂိတ်နဲ့ရန်နိုဟာလူသားလူသားရုပ်ပြောက်ပြီးကြောင်းမတ်ဖွဲ့ရကောင်းတဲ့ပုံစံတွေဖြစ်ပြောင်းလဲသွားပြီးတပ်ဖွဲ့ဝင်တွေကိုပြန်လည်တိုက်ခိုက်ပါတော့လေဇလန်လီကတော့ထားပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်